တော်ဆန်းစုကြည်ကဘလောက်ထိအာနာရှင်ဆန်ခဲ့တယ်လဲဆိုရင်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တန်းတို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက်ရန်ရှင်လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ပြောစရာလေးတွေကိုလိုရင်းတို့ရှင်အတို့ချုပ်ပြီးတော့ပြောပြပါမယ်လူကြီးလူကောင်းစိတ်ဓာတ်နဲ့ဂတိကဝတ်ဆိုတဲ့ခေါင်းစဉ်လေးကိုပေါ့ဗျာဘုံကျုံနေဝဲဟာ အုံနုလက်ထဲကနေပြီးတော့တိုင်းပြည်ရဲ့အာဏာကိုသိမ်းခဲ့ပါတယ်။သူအာဏာသိမ်းတဲ့အချိန်မှာဘာကြောင့်အာဏာသိမ်းခဲ့ရလဲဆိုတာကိုအကျေတဝင်းရှင်းပြပါတယ်။ပြီးတော့မြန်မာနိုင်ငံကိုဘယ်လမ်းကြောင်းကနေရှောက်မယ်ဆိုတာကိုလည်းအကျေတဝင်းရှင်းပြခဲ့ပါတယ်။သူတိုင်းပြည်ရဲ့အာဏာကိုဆက်လက်ထိန်းချုပ်ထားခြင်းစိတ်မရှိတဲ့အချိန်မှာလည်း ပုံမလင်းလင်းပြောပြီးတော့အာနာကိုလက်လွတ်ပေးခဲ့ပါတယ်။လူငယ်တွေကိုချင်းထက်နေသူမျိုး1988အရေးတော်ဘုံကြီးကမဆလပါတီကိုဖြုတ်ချလိုက်တယ်ဆိုတာမဟုတ်ပါဘူး။ဘုံကျုံနေဝင်ဦးနေဝင်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်သူဆက်မလုပ်ချင်တော့လို့သူသဘောနဲ့သူဆင်းသွားတာပါ။ဘုံကျုံကြီးတန်းရွှေဦးဆောင်နဲ့စစ်အစိုးရတက်လာပါတယ်။ တက်လာတဲ့အချိန်မှာလေသူတို့ဟာတိုင်းပြည်ကိုဘယ်လမ်းကြောင်းနဲ့ဘယ်ပုံစံနဲ့အုပ်ချုပ်သွားမယ်ဆိုတာကိုတို့တော်ဝင်အရေးသုံးပါဆိုတဲ့စောင့်ဘုတ်ကလေးနဲ့တိုးတိုးတုတ်တုတ်ပဲသူတို့ကြွေးကြော်ခဲ့ပါတယ်သူတို့ရဲ့သဘောထားကိုတိုင်းသူပြည်သားတွေမြင်အောင်သိအောင်ပြခဲ့ပါတယ်တိုင်းပြည်ကိုဘယ်လမ်းကြောင်းနေနဲ့ရှေ့ဆက်သွားမလဲဆိုတာကိုလည်း ိုဝါဒရှစ်ချက်လမ်းပြမြေပုံရှစ်ချက် ਨੇ ချပြထားခဲ့ပါတယ်သူပြောခဲ့တဲ့အတိုင်းပဲလမ်းပြမြေပုံရှစ်ချက်အတိုင်းတွားခဲ့ပါတယ်တိုင်းပြည်နဲ့သူနဲ့အရှင်ပြေပြီစိတ်ချရပြီဆိုတဲ့အချိန်မှာတိုင်းပြည်ရဲ့အာဏာကိုသူလက်လွတ်ပေးခဲ့ပါတယ်ဘိုးကျော်မှုကြီးမင်းအောင်လိုက်ဦးဆောင်တဲ့နာဆကဆိုရအာဏာထိန်းခဲ့ပါတယ် အာနာမထိန်ခင်မှာမဲမတမာမှုတွေရှိနေပါတယ်ဒါတွေဖြစ်ရှင်းပြပါအချိန်ပေါင်းများစွာပြောခဲ့ပါတယ်သို့သောအဖတ်မလုတ်ခဲ့ပါဘူးအရေးမလုတ်ခဲ့ပါဘူးဒါကြောင့်မို့အာနာထိန်မှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်အာနာထိန်လိုက်တဲ့အချိန်မှာလဲတိုင်းပြည်ကို6လအတွင်းရွေးကောက်ပွဲတွေပြန်လုပ်ပေးမယ်အနိုင်ရတဲ့ပါတီကိုအာနာလွှဲပေးမယ်ဆိုတာတရားဝင်ပြောခဲ့ပါတယ်ဒါက စစ်အစိုးရစစ်အစိုးရစစ်အစိုးရအာဏာရှင်တွေအာဏာရှင်တွေအာဏာရှင်တွေလို့ပြည်သူတချို့ပြောနေတဲ့စစ်ကောင်းဆောင်တွေလုတ်ခဲ့တယ်လုတ်ရတဲ့တွေပေးခဲ့တဲ့ခတိတွေပါဟုတ်ပြီဒေါံဆန်းစုကြည်အာဏာရဖို့အတွက်ရွေးကောက်ပွဲဝင်ဖို့အတွက်ရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက်မဲဆွယ်စည်းရုံးတဲ့အချိန်မှာ ျွန်မတို့ရဲ့ပါတီကိုတော့ဘယ်မူဝါဒတွေနဲ့သွားပါမယ်။တိုင်းပြည်ကိုတော့ဘယ်လမ်းကြောင်းတွေနဲ့သွားပါမယ်။ပြောခဲ့ပါသလား။တခေါ်မပြောခဲ့ပါ။ကျွန်မတို့ပါတီရဲ့တမရလောင်းကတော့ဘဒူဖြစ်ပါတယ်။ပါတီရဲ့မူဝါဒကတော့ဘာတွေဖြစ်ပါတယ်။ပြောခဲ့ပါသလား။မပြောခဲ့ပါ။ကျွန်မရဲ့ပါတီအာဏာရလာခဲ့ရင်နိုင်ငံခြားသားအကြံပေးအယောက်တရားနှိပါးကိုတိုင်းပြည်မှာခေါ်ပြီးတော့အတွင်းစီထဲမှာထားပါမယ်လို့ပြည်သူကို ယူသားစွာကြိုပြောခဲ့ပါသလားမပြောခဲ့ပါရွေးကောက်ပွဲကတိကိုကိုပြည်သူအများစုကြိုက်တဲ့မြစ်ဆုံစီမံကိန်းနဲ့ပေးခဲ့ပါတယ်သူပါတီအာဏာရလာခဲ့ရင်မြစ်ဆုံစီမံကိန်းကို အများပြည်သူသိအောင်ထုတ်ပြမယ်လို့မှတ်လုံးပေးခဲ့ပါတယ်သို့တော့သူပါတီအာဏာရလာတဲ့အချိန်အနည်းစပြီးသူတို့ပါတီ၅နှစ်တာပြည့်သွားတယ် အဲ့ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းဘယ်ပြည်သူကမှချမပြခဲ့ပါဘယ်သူကမှလည်းဓာကြီးတို့တော့ချပြပေးပါလို့မပြောခဲ့ပါ မပြောရခဲ့ကြပါအဲ့ဒီတဲ့ပို့ဆိုးတာကလူကြီးလူကောင်းစိတ်သက်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အိမ်တိမ်မှာပဲဖြစ်ဖြစ်မြို့တစ်မြို့မှာပဲဖြစ်ဖြစ်နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်ဥပဒေနဲ့မပြဋ္ဌာန်းထားတဲ့ယဉ်ကျေးမှုဒလိထုံတန်းစင်လာတွေရှိပါတယ် ဘုံစန်းစုကြည်အာနာရနေတဲ့အချိန်မှာမလုတ်တင်တာတွေမလုတ်ထိုက်တာတွေလုပ်ခဲ့ပါတယ်။ဘာလဲဆိုတော့အမျိုးသမီးမဝင်ရဘူးဆိုတဲ့ခြေတော်ရတဲ့ကိုသူဝင်ခဲ့ပါတယ်။အမျိုးသမီးရွှေတင်ကန်းကတ်လို့မရဘူးဆိုတဲ့အင်းလေးဖုန်တော်ဖေဟာသူရွှေတင်ကန်းကတ်ခဲ့ပါတယ်။ဒါတွေဟာလူကြီးလူကောင်းစံတဲ့လောက်ရက်တွေမဟုတ်ပါဘူး။လူကြီးလူကောင်းဆိုတာက အများသူငါလိုက်နာဖို့ထုတ်ထားတဲ့စီကံကို မဖြစ်မနေလိုက်နာပေးရမှာပါငါနိုင်ငံခေါင်းဆောင်မို့လို့ငါကတော့ဒီတိုင်းမြေမှာအကြီးဆုံးမို့လို့ဒီစီကံနေရငါနဲ့မဆိုင်ဘူးလို့တွေးလို့မရပါတတ်မှတ်လို့မရပါဒေါ်ဆန်းစုကြည်ဒီလိုမျိုးမလုတ်တင်တာကိုလှုပ်တယ်ဘာသာသာသနာအတွက်လိုအပ်လို့ထုတ်ထားတဲ့အလေးထုံးတန်းစင်လာတွေကိုချိုးဖောက်တဲ့အချိန်မှာတော့ သူ့နားမှာရှိနေတဲ့ဘယ်သူတွေကအဒီလိုတော့မလုတ်သင့်ပါဘူးဒါ ਉਹ တော့မချိုးပေါက်သင့်ပါဘူးလို့ဘသူကများပြောခဲ့ပါတယ်ဘသူကများဝိုင်းပြီးတော့ထိန်ခဲ့ပါတယ်ဘိုးယုံနေဝင်ဟုတ်ပြီအာနာရှင်ဖြစ်နေတိုင်းပြီးအုပ်ချုပ်သွားတယ်သူ့ဘာဝင်သူ့မိသားစုတွေအကုန်လုံးဘာသာသာသနာနဲ့ပတ်သက်တဲ့စီကံမချိုးပေါက်ခဲ့ပါဘိုးယုံမှုကြီးတန်းရွှေဟုတ်ပြီအာနာရှင်ဖြစ်အုပ်ချုပ်သွားခဲ့တယ် သူ့ဘာဝင်သူ့မိသားစုတွေဘဒူမဘာသာတာဒနာနဲ့ပတ်သက်တာကိုမချိုးဖောက်တော့ပါဘူး။အိုလက်ရှိဘိုးချုပ်မှုကြီးမင်းအောင်လိုင်ထိုနည်းလကောက်ပါပဲ။သူ့ဘာဝင်သူ့မိသားစုတွေတိုင်းပြည်မှာတားမြစ်ထားတဲ့ရိုးရာဓလေ့ထုံတန်းစင်လာတွေမချိုးဖောက်ပါဘူး။နိုင်ငံကောင်းဆောင်ဆိုတာလူကြီးလူကောင်းစိတ်သက်ရှိရပါတယ်။လူကြီးလူကောင်းစိတ်သက်ဆိုတာ ခေါင်းဆောင်ဖြစ်နေလင့်ကစားတိုင်းပြည်တစ်ခုမှာထုတ်ပြန်ထားတဲ့တားမြစ်ထားတဲ့ကန့်သက်ချက်တွေအစင်အလာတွေကိုလိုက်နောက်စောင့်ထိန်ပေးရမှာပါဒေါ်ဆန်းစုကြည်ကဘလောက်ထိအာနာရှင်ဆန်ခဲ့တယ်လဲဆိုရင်သူ့ရဲ့ရွေးကောက်ပွဲမှာသူ့ပါတီအတွက်သူပြောခဲ့တာလေးကတအားအာနာရှင်ဆန်တော့ပါလေ လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဒီစကားနဲ့သူမဲဆွဲခဲ့ပါတယ်တကယ်တော့အလုံးလုံးကြားရမှာကလူတွေကအလုံးလုံးအောင်ပါလူတွေကောင်းမှပါတီကောင်းမှသို့တော့သူတယောက်တည်းကိုပဲကြည်စီခြင်းနဲ့သူ့ရဲ့အရေးနဲ့ပါတီကိုအနိုင်ယူခြင်းနဲ့အခါကျတော့လူကိုမကြည့်ခိုင်းပဲပါတီကိုကြည့်ခိုင်းခဲ့တယ်ပါတီဆိုတာသူ့ကိုကြည့်ခိုင်းတဲ့သဘောပါပဲရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့အချိန်မှာသူ့ တိုင်းပြည်နဲ့လူမျိုးပေါ်မှာဘလောက်ထိစိတ်ဝင်စားမှုမရှိလဲဆိုတာဖြေပါပဲစိတ်ကူးရင်ပြီးဖွဲ့ထားခဲ့တဲ့အစိုးရတရက်တောင်မှသူ့မှာရှိမနေပါဝင်ကြီးဌာန၄ခုကိုသူတယောက်ထဲကင်ခဲ့ရတယ်ဆိုတာအမတန်အကြီးတန်းပါတယ်တမရဘသူ့ကိုတမရနေရာထားမယ်ဆိုတာကြိုမပြောနိုင်ခဲ့တယ်လို့ရွေးကောက်ပွဲအနိုင်ရတဲ့အချိန်ထိတောင်မှပြည်သူလူထုကိုထုတ်ပြောနိုင်ခြင်းမရှိသေးပါဘူးအဲ့ဒီတော့ဗျာ အပြစ်တင်ကြမယ်ဆိုရင်အပြစ်ဖွဲ့ကြမယ်ဆိုရင်မျက်လုံးတွေကိုဟိုးဝေးဒီကြည့်နေကြပါလေနားတွေကိုအကျယ်ကြီးဆွင့်စီကြပါလေကျွန်တော်ကတော့တဲ့တယ်ပဲပြောပါမယ်ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်နဲ့လူမျိုးပေါ်မှာလည်းဘယ်ဒုံးကမှမချစ်ခဲ့ပါဘူးမကောင်းခဲ့ပါဘူးအမျိုးပါသာတာသနာအပေါ်မှာလည်းယူတည်လေးသာစောင့်ထင်းရကောင်းမှမသိပါဘူးလူကြီးလူကောင်းစံတဲ့ စိတ်ဓာတ်မျိုးလဲဒေါ်ဆန်းစုကြည်မှာမရှိပါဘူးကျွန်တော်မင်းဟုတ်ဆိုပါ